ဒရိုက်တာစတီလွင်ငင်းဖြင့်ပြန်လို့စစ်ကောင်စီ၏မြန်မာနစ်ဆန်တရက်နေ့လွင်ငင်းချမ်းသာကွင်းဖြင့်ဒရိုက်တာစတီဒွေးမြတာလည်းအင်းစိန်ထောင်မှပြန်လည်လွမြောက်လာသည်ဒရိုက်တာစတီသည်2023မှ20ရည်တွင်တန်လင်မြို့နေအိမ်၌ဖမ်းဆီးခံခဲ့ရပြီးနောက်တနက်ကျော်အကြာယနေ့လွန်ငင်းဖြင့်ပြန်လွတ်လာခြင်းဖြစ်သည်ထိုစုကငင်းအားအာနာသိန်းစစ်ကောင်းဆောင်နှင့်ပတ်သက်သည့်တည်င်းများများဝေပြီး အပုတ်ချခြင်းကြောင့်ဖမ်းဆီးခံရခြင်းဟုစစ်တပ် lobby တဲ့ Lee Grand Channel များ၌ရေးသားဖြန့်ဝေခဲ့သည်ယနေ့ကြာရောက်သောမြန်မာနှစ်ဆန်းတရက်နေ့တွင်အချင်းထောင်အချုပ်ထောင်စခန်းအတီးတီး၌ပြစ်ဒဏ်ကြခံလျက်ရှိသည့်အချင်းသူအချင်းသား4863ဦးကိုပြစ်ဒဏ်လွန်ငင်းခွင့်ပြုကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသည်